မင်္ဂလာပါရှင်ကျမတို့ရဲ့အင်မြူမြောင်း channel ကနေခင်မရင်းနှီးစွာကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ကဘာကျော်တအုပ်ဖြစ်တဲ့အသက်ကြီးသောညာဇွဲမလျှော့တဲ့ KFC ကြကြော်ဆိုင်ကိုစတင်ခဲ့သူကာနယ်စင်နာအကြောင်းကိုပြောပြပေးမှာပဲဖြစ်ပါရစေရှင်။ KFC ဆိုတာအမေရိကန်ကြကြော်တစ်မျိုးကိုခေါ်တယ်ဆိုတာအခုအရန်ကုန်မှာ KFC ဆိုင်စဖွင့်နေပြီမို့လူတော်တော်များများသိနေလောက်ပါပြီ။ KFC ရဲ့အရှိကောက်က Kentucky Fried Chicken ပါဒါပေမဲ့ KFC ဆိုင်ကိုလောခဲ့တဲ့အနည်း60လောက်ကအမေရိကန်နိုင်ငံမှာစတင်ဖွင့်လှစ်ခဲ့သူ Colonel Sanders Colonel Sanders ဆိုတဲ့အဖိုးကြီးကိုတော့တည်သူနေပါလိမ့်မည်ကြည်ကျော်ဆိုင်လေးတစ်ခုဖွင့်ခဲ့တဲ့လူတယောက်အကြောင်းကိုဘာလို့ထူးထူးထွေထွေပြောပြရလဲဆိုတာသိရအောင်နားထောင်ကြည့်လိုက်ပါ Colonel Sanders ရဲ့ငယ်ဘဝအကြောင်းတွေပြောပြနေရင်အရန်ရှိနေမှာဆိုလို့သူဘလူကနေ KFC ဆိုင်ဖွင့်ခဲ့တယ်ဆိုတဲ့အကြောင်းကိုပဲပြောပြပါမယ် ကာနန်ဆင်းတဲ့ဟာစစ်တပ်ကဗိုလ်မှူးကြီးရာထူကနေပင်စင်ယူပြီးတော့စစ်သားတော်ရောင်းနဲ့စားမစာလေးတခုဖွက်လက်ရောင်းချတယ်။သူ့ဆိုင်ဟာအတော်လေးရောင်းကောင်းနေလို့စီးပွားရေးအဆင်ပြေနေပါတယ်။ဒါပေမဲ့လင်းနေတော့အကြမှာကံကြမ္မာအလက်ပြောင်းကြောင်းလို့ဆိုရမလားပဲ။သူ့ရဲ့ကြကြော်ဆိုင်စီးပွားရေးချက်ချင်းပြည့်စည်သွားတယ်။အဲ့ဒါက1956ခုနှစ်မှာပါ။သူ့ရဲ့ကြကြော်ဆိုင်နဲ့အတော်ဝေးဝေးမှာလူနေဆောက်ဦးအသက်တွေအများကြီးပေါ်လာလို့သူ့ဆိုင်ကိုလာစားတဲ့လူတွေမရှိသလောက်ဖြစ်သွားတယ်။ဒါကြောင့်အယုံပေါ်နေတဲ့သူ့ဆိုင်ကိုပိတ်ပစ်လိုက်ရတယ်။ သူ့ဆိုင်အဆောက်အဦနဲ့မြေခွဲကိုဒေါ်လာ9000ခွင်းနဲ့ရောင်းချလိုက်ပြီးသူ့မှာတင်နေတဲ့အကျွေးတွေကိုဆက်လိုက်ရလို့လက်ထဲမှာရောင်းရငွေတပြားမှမကြံတော့ဘူး။အဲ့ဒီအချိန်မှာကာနယ်စိန်နှဟာအသက်65နှစ်အရွယ်ဖြစ်နေပြီးပေစင်လာစာလေး105ဒေါ်လာပဲလာစင်ရတော့တယ်။တကယ်လို့သူ့နေရာမှာတာမန်လူတွေဆိုရင်ဘယ်လိုစဉ်းစားမလဲ။အသက်ကလည်းကြီးပြီးကောင်းနေတဲ့စီးပွားရေးကလည်းချက်ချင်းပြောက်သွားပြီးလက်ထဲမှာလည်းလာစင်မဖြစ်စလောက်ပေစင်လေးပဲရှိတော့တယ်။မထူတော့ပါဘူးကွာ။လောကကြီးဟာမတရားဘူး။လက်မြောက်ရှုံပေးပါတယ်ဆိုပြီးလက်လျှော့လိုက်ကြမှာပါ။ ဒါပေမဲ့ကာနန်စင်းနှန်းဟာဘဝကိုလွယ်လွယ်နဲ့အရှုံးပေးတဲ့လူစားမျိုးမဟုတ်ပါဘူး။ဒီတော့သူပါလို့တလေသူ့လက်ထဲမှာငွေနည်းနည်းလေးပဲရှိတယ်။ဒါပေမဲ့အရသာအင်မတန်ရှိတဲ့ဘဝအစဉ်ဆက်ကရထားတဲ့ချက်သားကြော်လုပ်တဲ့နီးနာတစ်ခုကိုပိုင်းဆိုင်ထားတယ်။သူနည်းနဲ့လှုပ်ထားတဲ့ချက်ကြော်ကိုလူတွေအရင်ကြိုက်ကြမယ်လို့သူယုံကြည်နေတယ်။ ဒါကြောင့်သူ့ကိုယ်ပိုင်ဖော့မော်တော်ကားဟောင်းလေးကိုကိုတိုင်မောင်းပြီးအမေရိကန်နိုင်ငံအတွင်းကစားသောက်ဆိုင်တွေကိုသွားပြီးသူ့ကျစ်သားကျော်လုံနီဝယ်မဲ့သူလိုက်ဆက်တယ်။စားသောက်ဆိုင်တစ်ခုရောက်ရင်သူ့ကိုယ်တိုင်ကျစ်တကောင်ကိုခုတ်ထက်ပြီးတော့သူနီးနဲ့ဖော်ဆက်ထားတဲ့ဟိခတ်အမွေးကြိုင်တွေနဲ့ရောနေပြီးကျစ်သားကျော်တယ်ပြီးတော့ဆိုင်ကလူတွေကိုသူ့ကျစ်သားကျော်ကိုမြေစားကြည့်ခိုင်းတယ်။ဆိုင်တော်တော်များများကသူ့ကျစ်ကျော်အရာတာကိုကြိုက်ကြပေမဲ့သူ့ကျစ်ကျော်လုံနီးကိုဝယ်ဖို့တော့စိတ်ငွေစားကြဘူး။ မေရိကန်နိုင်ငံအနက်ကစားသောက်ဆိုင်တွေကိုတဆိုင်ဝယ်တဆိုင်ထွက်နဲ့လိုက်ဆက်လိုက်တာ တနေ့နီးပါးကြာမှသူ့နီးကိုဝယ်မဲ့သူတယောက်တွေ့တော့တယ်အဲ့ဒီမတိုင်ခင်အထီးသူ့ကြကြော်နီးကိုဝယ်ဖို့အငင်းပယ်တာကိုကာနယ်စင်နာဗနေဂျင်ကြုံခဲ့ရတယ်ထင်တယ်လေစုစုပေါင်း1900ကျင်းငင်းပယ်ခံခဲ့ရတယ်အာခဖိုကြီးပဲကာနယ်စင်နာဟာသူ့ကြကြော်နီးကိုအပြည့်ပြတ်ရောင်းလိုက်တာမဟုတ်ပါဘူးကြကြော်တရုံရောင်းရတိုင်းသူ့ကိုကော်မရှင်ခါဒေါ်လာပေးရမယ်ဆိုင်ကိုလည်း KFC လို့နာမည်တက်ပြီးစစ်သားကြော်တာကိုလည်းသူ့ကိုကြည်ကြွက်ခွင့်ပြုရမယ်လို့တောင်းဆိုပါတယ်။ မေရိကန်နိုင်ငံအနက်ကအစားသောက်ဆိုင်တွေကိုတဆိုင်ဝယ်တဆိုင်ထွက်နဲ့လိုက်ဆက်လိုက်တာတနေ့နီးပါးကြာမှသူ့နီးကိုဝယ်မဲ့သူတယောက်တွေ့တော့တယ်အဲ့ဒီမတိုင်ခင်အထိသူ့ကြကြော်နီးကိုဝယ်ဖို့အငင်းပယ်တာကိုကာနယ်စင်နာဘနေဂျိန်ကြုံခဲ့ရတယ်ထင်တယ်လေစုစုပေါင်း1900ကျင်းငင်းပယ်ခံခဲ့ရတယ်အာခဖိုးကြီးပဲကာနယ်စင်နာဟာသူ့ကြကြော်နီးကိုအပြည့်ပြတ်ရောင်းလိုက်တာမဟုတ်ပါဘူးကြကြော်တရုံရောင်းရတိုင်းသူ့ကိုကော်မရှင်ခါဒေါ်လာပေးရမယ်ဆိုင်ကိုလည်း KFC လို့နာမည်တက်ပြီးစစ်သားကြော်တာကိုလည်းသူ့ကိုကြီးကြပ်ခွင့်ပြုရမယ်လို့တောင်းဆိုပါတယ်။ 1964ခုနှစ်လမှာအမေရိကန်နိုင်ငံမှာ KFC ကြေကြော်ဆိုင်ခွဲပေါင်း600လောက်ဖြစ်လာတယ်။နောက်ဆုံးကာနန်စင်းနာဟာတူကြီးကျက်နေတဲ့ KFC ဆိုင်ခွဲတွေကိုဒေါ်လာ1တန်းနဲ့ရောင်းချလိုက်ပါတယ်။ဒါပေမဲ့ KFC နဲ့ပတ်သက်တဲ့ပြောရေးဆိုခွဲရပုံကိုတရားအဖြစ်ဆက်လက်လုပ်နေခဲ့တယ်။ယနေ့ KFC ဆိုင်ရှိတွေမှာပြထားတဲ့ဘောင်းမီရှည်အဖြူ၊ကုံရင်းကြီးအဖြူ၊စပင်မုတ်ဆိတ်အဖြူနဲ့မြင့်မှန်တက်ပြီးဒုက္ခောက်ကန်ထားတဲ့အဖိုးကြီးရုပ်ထုဟာ KFC စတင်တီထွင်ခဲ့တဲ့ကာနန်စင်းနာဖြစ်ပါတယ်။ ကာနန်စင်နာက1980ပြည်နဲ့ဒီဇင်ဘာလ16ရက်အသက်60အရွယ်မှာပဲကင်တာကီမြို့မှာကွယ်လွန်သွားခဲ့ပါတယ်။သူ့ကွယ်လွန်ချိန်မှာ KFC ဆိုင်ကွယ်ပေါင်း6000ကျော်ဟာနိုင်ငံပေါင်း48နိုင်ငံမှာဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။အခုလိုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးသွားတယ်။တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးတင်ပါတယ်ရှင်။